ကျွန်တော်မိမကဒီတစ်ခါဒမ်ပေါက်စားခြင်းလေဆိုလို့ကျွန်တော်ဒမ်ပေါက်လေးလုပ်ပေးပြပါတယ်ဒမ်ပေါက်လို့ပို့တော့အိမ်မှာရှိရဲ့ spice တွေအကုန်ထုတ်ပါတယ်ကျွန်တော်အရင်ဆုံးစမုံစေးရဲ့လေးညင်းပွင့်ရဲ့နန်နန်စေးတစ်ချိုးကောက်နဲ့နန်နက်ပွင့်တွေကိုချိန်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်ကောင်လုံးတစ်ချမ်းကိုတဝက်လီးထားလိုက်ပါတယ်လီးပြီးသားကြက်သားလေးကိုတော့ခုနကချိန်ထားတဲ့ spice တွေရဲ့ဂျင်းကျက်သွန်ဖြူရဲ့စာဒိန်ဂျင်တို့နဲ့ရောပြီးတော့နှက်ထားလိုက်ပါတယ်နှက်ထားတဲ့အချိန်မှာကျက်သွန်ဒီလေးတွေကိုတင်ပြီးတော့ဂျင်းနဲ့ကျွန်တော်ပပလေးတွေချစ်ထားလိုက်ပါတယ် ပါပါချစ်ထားတဲ့ကျက်သွန်နီလေးတွေကိုတော့ကျွန်တော် CO တွေကိုထည့်ပြီးတော့ရဲလာအောင်ကြော်လိုက်ပါတယ်ကျက်သွန်နီလေးတွေကျွတ်လာပြီဆိုရင်တော့ကျွန်တော်ဆယ်ထားပြီးတော့ကျက်သားနှစ်ထားပြီးသားကျက်သားလေးကိုစီတက်ဖို့လုပ်ပါတယ်ကျက်သားဦးတွေကိုကျက်သွန်နီကြော်ပြီးသားထည့်ပြီးတော့အဖုံးအုပ်ပြီးတော့မီးရင်းနဲ့တည်ထားလိုက်ပါတယ်တန်ပေါက်ဆယ်မရှိတော့အိမ်မှာရှိတဲ့ brown rice တွေကိုရေးဆေးပြီးတော့ကျွန်တော်လင်းချင်းပွင့်တစ်ချပိုးကောင်းတဲ့ရဝေးရွက်တို့ကိုထည့်ပြီးတော့မကြက်တကြက်တည်ပြီးတော့ဆယ်ထားလိုက်ပါတယ်အယောင်လာဖို့အတွက်ကတော့ saffron လေးတွေကိုရေနဲ့ဖြော်ထားလိုက်ပါတယ် ပိုးတလုံးထဲမှာကြက်သားဝရင်ခံတယ်ထမင်းထဲတယ်ပြီးရင်တော့ကြက်သွန်နီဖြူပြီးတော့နန်းနန်းနဲ့ပူစီနန်လေးအပေါ်ကနေတစ်ထပ်အုပ်လိုက်ပါတယ်နောက်တစ်ဆင့်ကလည်းကြက်သားထမင်းကြက်သွန်နီနဲ့ခုနကစိန်ထားတဲ့ saffron အရည်လေးကိုလောင်းလိုက်ပါတယ်အယောင်အတွက်ပါနောက်ဆုံးပူစီနန်နန်းနန်းမင်းနဲ့ကြက်သွန်နီရဲ့မဆလာရဲ့နဲငယ်ဖြူပြီးတော့နိုင်ဝက်လောက်မီးနဲ့တည်ထားလိုက်ပါတယ်နောက်ဆုံးဒီယိုစင်းတဲ့သပြေးချောက်လေးထည့်လိုက်ပါတယ်ကျွန်တော်ဗီဒီယိုမရိုက်လိုက်ရလို့မပါတော့တာပါဒီလိုဆိုရင်တော့တန်ပေါက်ကရသွားပါပြီ နောက်ဆုံးဓမ္မောင်းနဲ့တွဲစားဖို့ပူစီနန်တဲ့ငွေစည်းစိမ်းလေးလည်းထည့်ပေးလိုက်ပါတယ်ခရီးပိုင်းကျွန်တော်မိန်းမကចောင်းပိတ်ထားတဲ့အတွက်ကျွန်တော်ထမင်းဘူးရိုက်တာလေးတွေကိုခဏနားထားပါတယ်သူចောင်းပြန်သွားတဲ့အချိန်ကျရင်တော့ကျွန်တော်ထမင်းဘူးလေးတွေကိုပြန်တင်ပေးပါမယ်ဟုတ်မယ်နော်